ဒီနေ့တော့ American ရဲ့ Minuteman III Nuclear Dome ပြန်စမ်းသပ်မှု နောက်ဆုံးအခြေအနေကိုအကျဉ်းချုပ်ပြောပြမယ်နော်။ဟုတ်ဒီဘိုးရဟူးနေ့ကပေါ့ American စစ်တပ်က Minuteman III တိုက်ချင်းပစ် Peking Dome ပြန် ICBM တစ်စင်းကိုစမ်းသပ်ပြလုပ်လိုက်တယ်။ဒါကတော့လေဂျော်ဒန်စီစဉ်ထားတဲ့ပုံမှန်စမ်းသပ်မှုပါပဲ။ဒါပေမဲ့လက်ရှိကမ္ဘာအခြေအနေတွေရာသူတို့ရဲ့နျူကလ িয়ার လက်နက်တီအဆင့်တစ်ဖြစ်နေလားဆိုတာကို ပြသတဲ့သဘောလဲပါတယ်။ပထမဆုံးအနေနဲ့ပြောရရင် GT254 လို့နာမည်ပေးထားတဲ့ဒီစမ်းသပ်မှုကပုံမှန်လုပ်နေကြအစီအစဉ်တစ်ခုပါနစ်နဲ့ချီပြီးကြိုတင်စီစဉ်ထားတာအဓိကကတော့အခုသုံးနေတဲ့ Minuteman 3တုံးပြန်နေဘလို့စိတ်ချရလေအမြဲအစဉ်တင်ဖြစ်နေတယ်လားဆိုတော့ကိုစစ်ဆေးတာပေါ့ California က Vandenberg Agatha Tafos ခန်းကနေပြလို့ခဲတာပါဒုတိယအချက် ်음ဒီတုံးပြန်က Pacific သမုဒ္ဒရာကိုဖြတ်ပြီးမိုင်၄၀၀ထလောက်လောက်ဝေးတဲ့ Marshall Islands က Kwajalein Atoll ဆိုတဲ့စမ်းသပ်ကွင်းကိုပြန်သွားတယ်။အရေးကြီးတာကဘာလဲဆိုတော့ဒီတစ်ခါမြေပြင်ကနေမဟုတ်ပဲရေတက်လက် E6B လေးရင်ပေါ်ကနေ Airborne Launch Control System ALCS ဆိုရဲအရန်ထိန်ချုပ်စနစ်သုံးပြီးပြစ်လွတ်ခဲ့တာဗျာဆိုတော့ကမြေပြင်စခန်းနဲ့တခုခုဖြစ်သွားရင်တောင်လေတွေကနေဒုံးပြန်ပြစ်လွတ်နိုင်လားဆိုရဲအရေးကြီးတဲ့အရန်စနစ်ကိုဆန်းတက်လိုက်တာပေါ့နောက်ဆုံးတစ်ချက်ကတော့ ဒီစမ်းသပ်မှုကတန်တော့990လောက်ကတည်းကတုံးခဲ့တဲ့ Minuteman 3တွေကို Sentinel ဆိုတဲ့ဒုံးပြန်သစ်တင်နဲ့အစားထိုးကိုလုံနေတဲ့အချိန်မှာဖြစ်လာတာပါပြီးတော့ရုရှားနဲ့တရုတ်တို့ဘက်ကနျူကလ িয়ার နဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေမကြသေးခင်ကရှိနေချင်းနဲ့လည်းတိုက်ဆိုင်နေတာသတိထားမိတယ်ဆိုတော့အချို့ပြောရရင်အမေရိကန်ကသူတို့နျူကလ িয়ার စနစ်တွေကိုခင်မြအောင်လုပ်နေရင်းနဲ့လက်ရှိစနစ်တွေရဲ့အဆင်သင့်ဖြစ်မှုနဲ့စိတ်ချရမှုကိုလည်းဆက်ထင်ထားရဲဆိုတာဒီစမ်းသပ်မှုကပြနေတာပါပဲ။